မင်္ဂလာပါခုချိန်ကစပရနိုမလာ19ရင်းနေဗုဒ္ဓဦးနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါ ချင်ပြည်ကစစ်ရေးအခြေအနေတွေဟာအခုရက်ပိုင်းမှာငြိမ်နေတာမျိုးမဟုတ်ပဲねတိုက်ပွဲတွေကဆက်ဖြစ်နေပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA တီပြီးတော့ဒီ KPTF ပူးပေါင်းတပ်နဲ့စစ်ကော်မရှင်တပ်တို့အကြားမှာဗမော်ဖကန်နဲ့ဝိုင်းမော်ဒေသတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ KIO KIA ပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်အရဆိုရင်နိုဝင်ဘာလဒုတိယအပတ်ထဲမှာဆိုရင်လည်းဒီတပတ်တာအတွင်းမှာပေါ့လေတိုက်ပွဲပေါင်းအကြိမ်ကြီး58ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့သိရပါ ါတယ်တိုက်ပွဲတွေတဲမှာတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာစံချိန်တင်မြင့်တက်ခဲ့ပြီးတော့အရတားထိခိုက်မှုတွေလည်းဇက်တိုက်မြင့်တက်လာနေပါတယ်ဖကန့်ဒေတာမှာနိုဝင်ဘာလ18ရက်နေ့နေကင်းပိုင်းမှာပါဒီဒေတာကန်တွေကြောက်တူးနေတဲ့အာလက်ချင်းတူးတဲ့နေရာတွေကိုပေါ့လေစစ်တပ်က drone နဲ့ဘုံကျဲခဲ့တာကြောင့်အရတားတွေထိခိုက်မှုရှိခဲ့ပါတယ်ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဆိုရင်လည်းကလေးမိခင်တယောက်တေဆုံးခဲ့တယ်လို့မူကျူဆီယာမနဲ့ကလေးငယ်ဒ ဟန်ရခဲ့တာတွေဇက်တိုက်ဖြစ်ပွားခဲ့တာကြောင့်ဒေသခံတွေကစိုးရိမ်နေကြပါတယ် မြောက်ပိုင်းဒေသဖြစ်တဲ့ဘူတာအိုခရိုင်ထဲမှာဆိုရင်လေစည်ရေးတက်မှမှုတွေမြင့်တက်လာနေပါတယ်။နိုဝင်ဘာလ16ရက်နေ့မှာဒီတန်ဇာယွာနာကမလိခမြစ်ကြောင်တလျှောက်မှာပေါ့လေစည်ရေးလှုပ်ရှားလာတဲ့စစ်ကော်မရှင်ရဲ့ပူပေါင်းတပ်ကို KIA ပူပေါင်းတပ်ဖွဲ့တွေကဂျာဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီမှာတော့စစ်ကော်မရှင်တပ်ပတ်ကတပ်ဖွဲ့ဝင်တချို့ထိခိုက်သေးဆုံးခဲ့တယ်လို့လက်နက်တချို့ကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေကပြောပါတယ်။တိုက်ပွဲမဖြစ်တဲ့ နေရာတစ်ခုဖြစ်တဲ့ဒီဝိုင်းမော်မြို့နယ်တဲကစဒုံမြို့လိုနေရာမျိုးကိုပါဒီစစ်တပ်က Y12 ရဟယင်နဲ့ရုတ်တရက်ဘုံကျဲတက်ခိုက်ခဲ့တည်တယ်လို့ဒေသခံတွေကပြောပါတယ်။ မြန်မာနိုင်ငံမှာပြိပခါနဲ့ BNE ရဲ့ဘောင်းဆောင်ကြောင်းပေါ့လေလူသားချင်းစာနာမှု အကျက်တဲကအမြင့်ဆုံးအခြေအနေကိုရောက်နေတယ်လို့ UNOCHA မြန်မာကနိုဝင်ဘာလ18ရက်နေ့မှာထုတ်ပြန်ပါတယ်။နိုဝင်ဘာလဒီပြောရမယ်ဆိုလို့ရှိရင်2025ခုနှစ်နိုဝင်ဘာလအထိနိုင်ငံတဝန်းဒီပြည်တွင်းနေရဲ့စွန့်ခွာသူက3.6တန်းနီးပါးအထိရှိနေပြီးတော့ဒါဟာစံချိန်တင်အရေးအတွက်ဖြစ်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေယုံ UNOCHA ရဲ့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။စစ်ပေးဆောင်တွေဟာအစားအစာနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုအကန့်အသတ်နဲ့ပဲရနိုင်ကြပြီးတော့မြန်မာနိုင်ငံကိုလည်းဒီအလွန်အရေးကြီးတဲ့စိုးရိမ်ပွဲရာအစာငတ်မှုမှုဒေသအဖြစ်သတ်မှတ်ထားစေဖြစ်ပါတယ်။ ဒီကျမတို့မြန်မာနိုင်ငံတဲကအသက်9နှစ်အောက်ကလေးတွေနောက်ပြီးတော့ကိုဝင်ဆောင်တဲ့ no type မိခင်ပေါ့လေ၄သိန်းတထောင်ကျော်ဟာပြင်းထန်တဲ့အာဟာရချို့တဲ့မှုနဲ့ကြုံရနိုင်တယ်လို့လည်းသတိပေးထုတ်ပြန်လိုက်ပါတယ် နောက်ထပ်ပို့ပြီးတော့ဆိုးတဲ့တစ်ခုကတော့ဒီမိုင်းနဲ့ပောက်ကွဲစီတက်တဲ့လက်နက်တွေကြောင့်အရက်သားထိခိုက်မှုတွေကနေတိုင်းနေ့စဉ်လိုလိုပေါ့လေနေတိုင်းရှိနေတာပဲဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့တခြားပောက်ကွဲစီတက်တဲ့လက်နက်တွေကြောင့်2025ခုနှစ်ရဲ့ပထမနှစ်ဝက်မှာအရက်သား358ယောက်ထိခိုက်သေးဆုံးခဲ့ရပြီးတော့ကလေးငယ်တွေဟာလည်းထိခိုက်သူစုစုပေါင်းရဲ့28ရာခိုင်နှုန်းအထိပါဝင်နေတာမို့လို့ဒီအနေရကလည်းအများရှိနေပါတယ်။ တယ်။ဒီလိုအရေးကြီးတဲ့အခြေအနေမျိုးမှာတော့မှ2025ခုနှစ်အတွက်လိုအပ်တဲ့ရန်ပုံငွေဒေါ်လာ1.1ဘီလီယံရဲ့15ရာခိုင်နှုန်းပဲရသေးတာကြောင့်အသက်ကယ်အကူအညီတွေပြတ်တောက်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ UNOCHA ကထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲနဲ့ဆိုင်တဲ့သတင်းနဲ့ဆက်ပါမယ်။ KNU ကဖအံမျိုးနယ်ထဲမှာစစ်ကော်မရှင်ကလုံးမဲ့ရွေးကောက်ပွဲကိုလုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ကရင်မျိုးသားအစည်းအုံး KNU ဟာစစ်ကော်မရှင်ကလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲကို ပြက်ပြက်တတဆန့်ကျင်သွားမယ်လို့ထုတ်ပြန်ပါတယ်။ဒီ KNU ဒူးတထူးခရိုင် ဖန်အမျိုးနဲ့အလုံအမှုဆောင်ကော်မတီကနိုဝင်ဘာလ18ရက်နေ့မှာ ထုတ်ပြန်တာဖြစ်ပြီးတော့သူတို့ထိန်းချုပ်နေမိတဲ့မှာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလုံးဝခွင့်ပြုမှာမဟုတ်ဘဲဆန့်ကျင်သွားမယ်လို့ဆိုပါတယ် KNU ရဲ့ပြောဆိုချက်အရစစ်ရာဇဝမှုတွေကို ကျူးလွန်နေတဲ့စစ်ကော်မရှင်ဟာစစ်မှုထမ်းဥပဒေနဲ့ဒီစစ်ဘေးဒဏ်တွေကိုအတုံးချပြီးတော့ပြည်သူတွေကိုဖိအားပေးနေပါတယ်။ဒီလိုမျိုးလောက်တာဟာပြည်သူတွေကိုနေရမပြန်နိုင်အောင် လုံနေုံတင်မကပဲဂျန်နဲ့ပြည်သူတွေကိုပါချိန်ချောက်ဖိအားပေးပြီးတော့အတင်းအဓမ္မမဲပေးခိုင်းစေမှုတွေနဲ့ပါရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ဒါအပြင်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲဟာပြည်သူတွေအာနားလည်ရခက်ခဲတဲ့မဲပေးတဲ့စနစ်တွေကိုပါအသုံးပြုနေပါတယ်။ electronic မဲပေးတဲ့လုပ်ငန်းစဉ်တွေကိုလည်းသူတို့လိုချင်တဲ့အဖြေကိုထုတ်ယူနိုင်ဖို့အတွက်အသုံးပြုနေတာလို့ထောက်ပြထားပါတယ်။ဒါကြောင့်ဒီရွေးကောက်ပွဲဟာမှန်ကန်တဲ့ရလဒ်မဟုတ်ပဲပြည်သူသဘောဆန္ဒကိုအလွဲသုံးစားလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ KNU ကသုံးသပ်ထားပါတယ်။ဒါကြောင့်မို့လို့ဖအံမြို့နယ်တွေကပြည်သူ တွေအနေနဲ့စစ်အာဏာရှင်သက်ဆိုးရှည်စီမဲ့ဒီရွေးကောက်ပွဲမှာပူပေါင်းပါဝင်တာမျိုးမလုပ်ပဲအကြမ်းမဖက်တဲ့နည်းနဲ့ဆန့်ကျင်သွားဖို့နဲ့မဲဆန္ဒတွေကို အလဲဝဲတုံးစားပေါ့လေပြုတ်ခွင့်မပေးဖို့တိုက်တွန်းနှိုးဆော်ထားပါတယ် ထိုင်းမြန်မာနယ်စပ်ကထိမ့်သိမ်းထားတဲ့တဘာဝတစ်တော်ကြီးထဲမှာတော့လက်နက်ကင်ပြီးတော့ရွှေခိုးတူးနေတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းအာဏာပိုင်တွေကနိုဝင်ဘာလ15ရက်နေ့မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်ဟာထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်အာဒီထောင်ဖာဖုံအာအမျိုးသားဥယျင်တဲ့ကရေဝေရေလဲဒေတာဖြစ်တဲ့ pillow အော်ခစ်တော်ထဲမှာပေါ့လေဖြစ်ပွားခဲ့တာလို့ထိုင်းသတင်းတွေကဆိုပါတယ် အမျိုးသားဥယျာဉ်အကြီးအကဲရဲ့ပြောပြချက်အရဆိုလို့ရှင်ရင်ဒီ CCTV ကင်မရာတွေကနေလန်နက်ကင်ထားတဲ့အာတန်တရားရှိတဲ့သူ25ယောက်လောက်ကိုခြေရာခံမိတာကြောင့်စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့ညဘက်မှာဝင်ရောက်စီးနင်းခဲ့တာပါဒီလိုမျိုးဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာတော့တရားမဝင်ရွှေတူးနေတဲ့သူအများစုက ထွက်ပြေးလွတ်မြောက်သွားပေမဲ့မြန်မာနိုင်ငံသား၄ယောက်ကိုတော့ဖမ်းဆီးရမိခဲ့ပါတယ်။အာဏာပိုင်တွေဟာရွှေတူးတဲ့ပစ္စည်းကိရိယာတွေအပြင်လက်လုံတနက်တလက်နဲ့ကြီးစံတွေကိုပါသိမ်းဆီးရမိခဲ့ကြပါတယ်။ဖမ်းဆီးခံရတဲ့သူတွေကိုတော့တရားမဝင်နယ်မြေကျူးကျော်ဝင်ရောက်မှု နောက်ပြီးတော့တစ်တော့ဖျက်ဆီးမှုနဲ့တရားမဝင် လက်နက်ကင်ဆောင်မှုစတဲ့ပြင်းထန်တဲ့ဥပဒေတွေနဲ့ဆက်လက်ပြီးတော့အရေးယူသွားမယ်လို့အမျိုးသားဥယျာဉ်အကြီးအကဲကထိုင်းသတင်းဌာနတွေကိုပြောဆိုထားတာပါ။ ဒီလွတ်မြောက်သွားတဲ့ကြံတဲ့လူတွေကိုလည်းဆက်ပြီးတော့ခြေရာခံနေတယ်လို့ဆိုပါတယ် အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းကိုတော့ကျမတို့တွေဒီတရုတ်နဲ့ဂျပန်ကြားကတင်းမာမှုတွေနဲ့ဆက်ရအောင်ပါတရုတ်နဲ့ဂျပန်နိုင်ငံတို့အကြားမှာဒီတန်တမာရေးအရာပေါ့လေစကစစ်ထိုးတိုက်ခိုက်မှုတွေပြင်းထန်လာပြီးတော့အခုခါမှာဆိုရင်တော့ပိတ်ဆို့အရေးယူတဲ့အဆင့်အထိကိုရောက်လာပါပြီ တရုတ်နိုင်ငံကဒီဂျပန်နိုင်ငံဘက်ကနေ တင်ပို့နေတဲ့ပင်လယ်ဇာတွေကိုဒီကနေ့နိုဝင်ဘာလ19ရက်နေ့မှာတာမြင်လိုက်ပါတယ်။အပြန်အလှန်စကစစ်ထိုးတိုက်ခိုက်မှုတွေကဒီဂျပန်ဝန်ကြီးချုပ်စနိုင်းတက္ကအီချီရဲ့ထိုင်ဝမ်နဲ့ပတ်သက်တဲ့ပြောဆိုချက်ကနေစခဲ့ပါတယ်။ တရုတ်တန်တမန်တယောက်ကခေါင်းဖြတ်ပစ်မယ်လို့တုတ်ပြန်ပြောဆိုလိုက်ပြီးတဲ့နောက်ပိုင်းမှာအပြန်အလှန်ထိုးနှက်ပြောဆိုချက်တွေဖြစ်လာခဲ့တာပါပီကင်းနဲ့တိုကျိုအစိုးရကြားမှာဆိုလို့ရှိရင်ဒီဖူကိုရှိမာအမှတ်၁နျူကလ িয়ার ဓာတ်အားပေးစက်ရုံကစွန့်ပစ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဂျပန်ကပင်လယ်စာတင်သွင်းမှုကို2023ခုနှစ်ဩဂတ်လထဲမှာတရုတ်ကပိတ်ပင်ခဲ့တာပါအခုနဲ့အစောပိုင်းမှာတော့နှစ်ဦးနှစ်ဖက် အလျှော့ပေးမှုတွေလုံးချဖို့သဘောတူခဲ့ပြီးတဲ့နောက်ဂျပန်ရဲ့ပင်လယ်ဆာကိုလွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှတရုတ်ကိုပြန်ပြီးတော့စပို့ခဲ့တာဖြစ်ပါတယ်အခုတော့ထိုင်ဝမ်အရေးပြောဆိုချက်နောက်ဆက်တွဲတင်းမာမှုတွေကြောင့်ပြန်လည်တင်းကျပ်လိုက်တာပဲဖြစ်ပါတယ်ဒီကိစ္စမတိုင်ခင်ကတော့တရုတ်ကဒီသူ့နိုင်ငံသားတွေကိုအန္တရာယ်ရှိနိုင်တဲ့အတွက်ဂျပန်နိုင်ငံကိုအလဲအပတ်မသွားကြဖို့တိုက်တွန်းခဲ့ပါတယ်မကြသေးခင်ကပဲဂျပန်နိုင်ငံတောင်ပိုင်းကထိုင်ဝ န်နဲ့နီးတဲ့ဒေသတွေမှာတရုတ်က drone တွေကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီးတော့ဂျပန်ကတိုက်လေယာဉ်တွေကို စေလွတ်ခဲ့ပါတယ်။ ။နောက်ထပ်သတင်းတပုတ်ကတော့ကမ္ဘာဖလားဘောလုံးပွဲနဲ့ဆိုင်တဲ့သတင်းတပုတ်ပဲဖြစ်ပါတယ်။ကမ္ဘာဖလားခြေစစ်ပွဲတွေပြီးလာတာနဲ့အများခြေစစ်ပွဲအောင်မြင်တဲ့အသင်းတွေလည်းတိုးများလာနေပါတယ်။ရပိုင်းအတွင်းကတော့ဒီကမ္ဘာဖလားကျင်းပမှုသမိုင်းတလျှောက်မှာအသင်းငယ်ဆုံးနိုင်ငံလေးတနိုင်ငံကပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။အဲ့ဒီနိုင်ငံရဲ့နာမည်ကတော့အာခူရာဆောက်လို့ခေါ်တဲ့ကျွန်းနိုင်ငံငယ်လေးပဲဖြစ်ပါတယ်။စုစုပေါင်း ်လူဦးရေက35,600ပဲရှိတဲ့နိုင်ငံငယ်လေးကပထမဆုံးကမ္ဘာဖလားနောက်ဆုံးပွဲစဉ်တွေမှာပါဝင်ကစားခွင့်ရလာတာပဲဖြစ်ပါတယ်။အာခောက်ကကပ်လို့ခေါ်တဲ့မြောက်အမေရိက နောက်ပြီးတော့အမေရိကအလဲပိုင်းနဲ့အာကာရီဘီယံကျွန်းစုတွေပါဝင်တဲ့အုပ်စုမှာအာကူရာဆောင်နိုင်ငံဟာဂျမေကာနိုင်ငံကိုတည်ရကစားလိုက်နိုင်ပြီးတော့ကမ္ဘာဖလားခြေစစ်ပွဲကိုအောင်မြင်သွားတာပဲဖြစ်ပါတယ်။အရင်ကကမ္ဘာဖလားခြေစစ်ပွဲအောင်ခဲ့တဲ့အသေးငယ်ဆုံးနိုင်ငံကတော့လူဦးရေ3သိန်းခွဲရှိတဲ့အာအိုက်စ်လန်နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်အခုခြေစစ်ပွဲအောင်တဲ့အာကူရာဆောင်နိုင်ငံဟာဆိုလို့ရှိရင်လူဦးရေအရ ဆိုရင်အိုက်စလန်ရဲ့တဝက်လောက်ပဲရှိတာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့48သင်းပါဝင်ကစားမဲ့2026ခုနှစ်ကမ္ဘာဖလားပွဲကိုခြေစစ်ပွဲအောင်မြင်သွားတာကတော့42သင်းရှိပြီဖြစ်ပါတယ်။အာကောက်ကာကပ်ဇုံကအခုပြောတဲ့ဒီအာကူရာဆောင်နောက်ပြီးတော့ဟေတီနဲ့ပနမားတို့မှာဟေတီတနိုင်ငံကပဲကမ္ဘာဖလားမှာ1984ခုနှစ်ကတကြိမ်ရှင်ပြိုင်ခဲ့ပူတာဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံကတော့ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်တဲ့အသင်းတွေဖြစ်ကြပါတယ်။ခုဆက်ပြောမယ်တည်င်းကိုတော့ကျမအနေနဲ့မေကွန်လေးနဲ့စလိုက်ချင်ပါတယ်အသက်သေးဆုံးတော့မယ်ချစ်သူဟာတစ်ချိန်ချိန်မှာဒီသိပ္ပံနီးပညာအသစ်တွေနဲ့ပြန်ပြီးတော့ရှင်သန်လာမယ်ဆိုလို့ရှိရင်ဘယ်နှစ်ကြာအောင်စောင့်နေနိုင်ပါသလဲ တစ်ချိန်ကတော့တရုတ်အမျိုးသားတယောက်ဖြစ်တဲ့ဂွေကြည့်မင်ဟာတရုတ်နိုင်ငံသူနိုင်ငံသားတွေအကြမ်းမှာအချစ်သူရဲကောင်းတယောက်ဖြစ်ချီကျူးခံခဲ့ရပါတယ်။သူဟာ2018ခုနှစ်မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားတဲ့သူ့ရဲ့ဇနီးတဲ့ပေါ့လေအမျိုးသမီးအာဒီဂျန်ဝမ်လျန်ကိုသိပ္ပံနည်းပညာတွေတိုးတက်လာတဲ့ဒီနေ့အသက်ပြန်ရှင်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အပူချိန်အနှုတ် 196 degree centigrade ရှိတဲ့ nitrogen အရေကိုတုံးထားတဲ့အေးခန်းထဲမှာ ထိမ့်သိမ်းထားခဲ့ပါတယ်။လူတိုင်းကသူဟာသူ့ဘဝလက်ကျန်အချိန်တွေကိုဒီဇနီးတဲ့ပေါ့လေသူအမျိုးသမီးဖြစ်သူကိုစောင့်ဆိုင်းရင်းနဲ့ရှင်သန်နေတဲ့သူတယောက်အဖြစ်မြင်ခဲ့ကြပါတယ်။ သူကလည်းလာမယ့်နှစ်ပေါင်း30မှာသူဟာတက်ကြီးရွယ်အိုဖြစ်နေနိုင်ပါတယ်ဒါပေမဲ့စောင့်နေမှာပါလို့ပြောခဲ့ပါတယ်အဲ့လိုမျိုးပြောခဲ့ပေမဲ့အခုအချိန်မှာတော့အာဂွေကြည့်မယ်ဟာသစ္စာပေါက်တယောက်အနေနဲ့ဆွဆွဲခံနေရပြီ ဖြစ်ပါတယ်စနီးတဲ့ကိုအေးခန်းထဲမှာအေးခဲ့ထားပြီးရှင်းနေကြလာတဲ့အချိန်မှာတော့ဂွေကြည့်မင်းတရရီစာအစ်စ်ရခဲ့လို့ပဲဖြစ်ပါတယ်ဝေဖန်သူတွေကတော့ဂွေကြည့်မင်းဟာဘဝကို ရှေ့ဆက်သွားမယ် အိုးတဲ့အိမ်တဲ့ထူထောင်မယ်ဆိုလို့ရှိရင်ဇနီးတဲ့ကိုဘာလို့အဲ့ဒီအေးခန်းထဲမှာထထရတာလဲဒါဟာတစ္ဆာဖောက်မှုဖြစ်တယ်ဆိုပြီးတော့ဆွဆွဲကြပါတယ်ချစ်သူအစ်စ်ထားတာ ਨੇ ပသက်လို့ကြွေကြည့်မင်ဘက်ကတော့သူကသူ့မိမကိုချစ်နေတော့မှာပဲဒါပေမဲ့နှစ်ပေါင်းများစွာအထီးကျန်နေမှုကနေလွန်မြောက်ဖို့ ਨੇ ကျမ်းမာရေးအတွက်တစုံတယောက်လိုအပ်နေလို့ရီစာအစ်စ်ကိုထားတာပါလို့ဖြေရှင်းခဲ့ပါတယ် အေးအေးခန်းထဲမှာခန္ဓာကိုယ်ဆဲတွေမပြတ်စည်းအောင်နိုက်ထရိုဂျင်အရေကိုတုံးပြီးတော့အေးခဲထားတဲ့စနစ်ကိုတော့ခရိုနစ်လို့ခေါ်ကြပါတယ်။အဲ့ဒီနည်းပညာနဲ့လူခန္ဓာကိုယ်ဆဲတွေမပြတ်စည်းအောင် နှစ်ပေါင်းများစွာ ထိမ့်သိမ်းထားနိုင်ပေမဲ့လူတယောက်ဟာသူ့အိမ်ထောင်ဘက်ကိုဘလောက်ကြာအောင်စောင့်နေသင့်နေဆိုတာကိုတော့သတ်မှတ်ထားတာမျိုးမရှိပါဘူး။ဆိုတော့ပရိသတ်တွေအနေနဲ့ရောဒါဘယ်လိုမျိုးမြင်လဲ။အာ ကိုကိုတိုင်းဆိုရင်ရောဘယ်နှစ်နှစ်ထိစောင့်နိုင်ကြမှာလဲတကယ်ရောစောင့်ဖို့ဆိုတာဖြစ်နိုင်ရလားဗောနော်တတိချာချာလေးစဉ်းစားကြည့်စီချင်ပါတယ်တရင်နဲ့မီဒါကွန်ရဲ့ NNG သတင်းဌာနကပတ်စဉ်တင်းလာနေရနေတောက်ကြနေအထင်ရှားတိုင်းမှာရုပ်တံသတင်းစီစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်